ခလေးမွေးပြီးသွားတဲ့မိမကိုဘလောက်တန်နေထင်လဲခလေးမွေးပြီးသွားတဲ့မိမကဖတ်ကြည့်ပါဘလောက်တန်တယ်လဲလောကကြီးမှာမိမတတော်များများကမိမိရင်သွေးလေးတွေကြံမပျော်ခြင်းစွာဝေဖွာပြီးကြီးပြင်းလာဖို့အတွက်နဲ့ကိုဝန်ဆဆောင်ချိန်ကစားပြီးလုပ်နေကြလုပ်ငန်းတွေရပ်ပြစ်လိုက်ရတယ်။တတိသာအထီးခိုင်မချီရအောင်ကိုလာကျော်မြဂယုတဆိုင်နေထိမ့်ထိမ့်သိမ့်သိမ့်စောက်ချောင်းရင် ခက်ခက်ခဲခဲပြင်းပြင်းမှန်မှန်နေတိုင်ရတယ်။ဒါပေမဲ့လူတော်တော်များများကအကောင်းမပြောကြဘူး။ခင်မုန်းတဲ့တွေအပါဝင်မော။အလုံးလုံးစီရမလို့ပဲအိမ်မှာကလေးထင်းရင်အေးအေးဆေးဆေးနေလို့ရတာကိုပြင်းမှန်းတည်တည်လားတဲ့။အိမ်သူဇနီးမယားတော်တော်များများကိုရကြစီက စေဖို့မရှိလို့လက်ပြတ်တောင်းရတဲ့အချိန်မှာဘလောက်တိမ်ငယ်ရသလဲဆိုတာဘယ်သူမှမကန်စားရတတ်ဘူး။ မတည်ရင်ပဲယောက်ျားကတအိမ်လုံးအတွက်ခြာကျွေးနေပြီးမိန်းမကရသည်မပစံအေးစေးထိုင်ဖြုံနေတဲ့ပုံပဲအိမ်အလုံးလောက်တာငွေမရှိဘူးလေလားအမေတယောက်ရဲ့အလုံးတောင်းဝန်နဲ့အလုံးတန်ကြီးကို တွက်ပြပါရစေ အမေတယောက်ဆိုတာဖြစ်လာရင် အောက်ကအလုံးတွေစပြီးတောင်းဝန်ယူရပြီနံပါတ်1အိမ်ကိုစည်းဝေးဟင်းချက်အဝတ်ချော် တန်ချင်းရင်လာကားတသိနံပါတ်1ခလေးထိန်ထမင်းကျွေးရေချိုခလေးချော့သိအနည်းရမဖြစ်ရအောင်စောင့်ချောက်လာကားတသိ9000နံပါတ်3ဆရာမစာသိပုံမြင်ပြောအပြင်ထွက်လေမပြက်စီအောင်ပေပင်ဆုံးမလာကား9သိနံပါတ်4အိန်တော်ထိန်အိန်ဆောင်တောက်တူမရခိုင်သမျှလို့ငွေကြေးစီမံလာခ3သိန်း နံပါတ်5ဆီယဝွန်အင်သာတွေရဲ့ကျမ်းမာရေးဂရုစိုက်လခ9သိန်းဒီလခပမာဏတွေက အပြင်မှာလူခေါ်ရင် ပေးရမယ့်ပေါက်ဈေးကိုပြန်မြတွဲယူပြထားတာပါပထမကာလတတိယစချိန်တာဝန်ကိုဝန်ဆောင်ပြီးတတိသာဆောင်ဆောင်မွေးဖွားဖို့ကြိုတင်ပြင်ဆင်အနာဂတ်အတွက် စီမံခန့်ခွဲ အချိန်ဆယ်လဒုတိယကာလမွေးဖွားချိန်မှာ ကလေးနိုးပြက်ချင်းသည့်တာဝန်နိုးတိုင်မိခင်တန်ချင်းရေးသမားဆရာဝန်အချိန်ကားနဲ့တတိယကာလကလေးပညာစာသင်ချိန်မှဘွေးရချင်းသည့်တာဝန်ကျောင်းပို့ကျူဆရာမလုံချုံရေးအချိန်15နှစ်စထုတ်တာကာလကလေးအွေရောက်ပြီးစီဝါချချင်းမှကျင်းရဘက်ရချင်းသည့်တာဝန်ဘန်တိုက်အောင်သွေး အချိန်စဲနဲ့နောက်ဆုံးကာလမြေရချိန်မှာအသက်တည်ဆုံးချိန်ထိတာဝန်ခလေးထိန်အိမ်ဆောင်အချိန်မသေးခင်ထိဒါတွေကအမေတယောက်ဖြစ်ပြီးလောက်ရမယ့်တာဝန်နေနော်လာခတွေတော့မပေါင်းပြတော့ဘူးအပြင်ကလူခေါ်ပြီးလောက်ခိုင်းမယ်ဆိုရင်ခံမှန်းကြည့်ယုံနေတဲ့ဒီတာဝန်အလုံးအတွက်သိန်းပေါင်းများစွာပေးရမယ်ဆိုတာပြောစရာမလိုတော့ဘူးအပြင်ကဝန်တန်းဆိုရင် လာခမမှန်ပြီးတော့ကာလအာလုံအတွက်အားလက်ရမရှိဘောနဲ့မရှိပဲတည်တဲ့အထိလောက်ရမယ်ဆို အမေတယောက်လိုလာခတပြားမှမရတာတော့ပျော့ပျော့ရွှင်ရွှင်နဲ့မညီမညူလုံနိုင်တဲ့သူရှိမှမဟုတ်ဘူးဒါတော့ဒီဥပမာလေးနဲ့တွက်ချက်ပြတာတာကို ကြည်မီရင်ဘသူမှမလုံနိုင်တဲ့အလုပ်တွေကိုပတ်စံမရတော့ပြုံပြုံကြီးလုံနိုင်တဲ့ကိုယ့်ရဲ့တန်ဖိုးကြီးလာတဲ့အိမ်သူတထား ချစ်စနီးမယနောင်မိခင်လောင်းအတွက်ဂုံယူကြမိမေလို့မျှော်လင့်ရပါတယ်။အိမ်အောင်ဖြူတားကြတဲ့အမျိုးကောင်းသားပေါင်းတို့ကိုလက်ထက်ယူထားတဲ့မိမကိုတန်ဖိုးထားကြပါ။သူကသင်အတွက်နဲ့အရာအလုံးကိုစွန့်လွန်ပြီးသင်နောက်လိုက်ကသင်အတွက်ပေးဆက်ခဲ့သူပါ။သူကိုချစ်ခင်ပါကျေနပါ။သူစူးစမ်းအားထုတ်ခဲ့သမျှကိုအကောင်းမမြင်နိုင်တော့လောက်ခဲ့သမျှတိုင်းအတွက် နောက်ဆုံးမှစကားတကွန်လေးနဲ့ပဲအားပေးလိုက်ပါချစ်ကို့အတွက်ပေးဆက်ခဲ့သမျှအရာအလုံးအတွက်ကျေးဇူးပါချစ်ပင်မှန်သွားပြီ။